ကိုကောင်းနေတဲ့ထိုးထဲမှာလဲကြပြီးတော့သူကလှည့်ပြီးပြန်ကန်တဲ့ခါမှာကျွန်တော်နှထင်တဲ့တွေကိုဝင်သွားပြီးကျွန်တော်ပြန်မူးနောင်နေရအဲ့ဒါလေးတော့ကိုမှတ်မှတ်ရသတိရမိပါညကျွန်တော်လည်းလဲထိုးခြင်းနဲ့ကိုကောင်းကျော်ဆိုလဲအဲကျွန်တော်ခုံတူးတိုက်လိုက်တဲ့ဟာကျွန်တော်ဒီနှာခေါင်းတဲ့တွေထိသွားနှာခေါင်းခုချိန်ကြီးကောင်းနေတယ်ဟိုရင်ကကျွန်တော်အနုပညာရှင်တွေပေါ့နော်ကျွန်တော်တို့ဟိုကျုပ်ဆောင်တွေပေါ့ဒီမင်းသားချင်းနေညီကိုလေးညီကိုလိုခင်ခင်မင်းချစ်ချစ်ခင်ပြောရှင်အခုချို့ နေရာလေးတွေမှာတွေ့ရကြတော့မင်းသားဆိုတော့စတဲကြီးနေတယ်ဗောနော်သူအထာကြီးနေတယ်ဒီလိုနောက်ပေါက်ခြေလေးလေးအဲ့ဒါလေးမြင်ရရတော့တိတ်ပြီးတော့ဟိုနောက်ပြီးတော့လုပ်ငန်းပေါ်ဖြည်းဖြည်းချင်းလက်ကွာခြေလက်ယဉ်ကျေးမှုတွေပုံစံတွေနေရာထိုင်တာတွေပြောတာဆိုတာတွေအဲ့ဒါတွေအများကြီးအများကြီးအများကြီးကွာသွားတဲ့ခါကျတော့အခုနောက်ပိုင်းအလုပ်လုပ်ရမယ်ဆိုတော့ဘယ်လိုလုပ်ရမလဲဗောနော်ကိုကပဲသူတို့ဥချာပြီးကြော့ပြီးတော့ကျွန်တော်အလုပ်လုပ်မယ်လို့စိတ်ကူးထားပါတယ်မင်္ဂလာပါခင်ဗျာ ဟုတ်ကဲ့ဒါလေးက salary media ပေါ့နော် salary media ကနေပြီးတော့ကျွန်တော်တို့အမှုပညာရှင်ဖွင့်တာအမှုပညာရှင်ဖွင့်တာဆိုတာမျိုးကဟိုအမှုပညာသမားတွေဟိုအရှင်တော့အမှုပညာသမားတွေပေါ့နော်အဲ Google လက်ရှိ အခြေအနေမှာ channel channel line တို့ဘာလို့ရိုက်နေတာမဟုတ်ဘဲနဲ့ဟိုအရှင်တော့တကယ်အမှုပညာလောကမှာခက်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 စူးစမ်းပြီးရက်တည်ခဲ့ရတဲ့အမှုပညာရှင်တွေကိုရှင်ဖွင့်တဲ့နေတို့ ဒီဆယ်ဆယ်လူရီကဖိတ်ကုံမေးမြန်းခြင်းမဟုတ်လားအဲ့တော့ပေးတဲ့များလဲဆယ်လူရီမီဒီယာကိုကြည့်ရှုပြီးတော့အာနိုင်ငံတော်မှာအရင်ကျွန်တော်နိုင်ငံမှာအရင်တော့ပါဗောနော်အမှုပညာရှင် များစွာရှိတယ်အခုလက်ရှိအချိန်တွေမှာတချို့အမှုပညာသမားတွေငုံနေတဲ့သူတွေလည်းရှိသေးတာဗောနော်အဲ့ဒါလေးတွေကိုသိအောင်လို့ဘယ်သူတွေဘယ်သူတွေကျမ်းမာသေးတယ်အဲအမှုပညာရှင်တွေမှာနာမည်ရှိနေတဲ့အမှုပညာရှင်တွေဒါပြီးတော့တချို့ နာမည်မထင်မရှားလေးနဲ့ပြောနုပညာရှင်တွေကအစအားလုံးသိအောင်ရှင်နုပညာရှင်ဖွင့်တန်းနဲ့ပုံဖော်ပေးခြင်းဖြစ်ပါတယ်ကျွန်တော်ရဲ့စာရကတော့ဆိုကိုရဲမင်းပိုင်။နောက်ကိုရှိုင်းအောင်။နောက်ဝေလူကျော်။အာဝေလူကျော်နောက်နေနေထက်လင်းနေလင်းဦး။အဲနောက်ကြတော့ကိုအောင်ပိုင်။ ဟိုမိုင်းတို့အချော်စောဟင်းတို့ညင်ညင်မင်းထက်တို့ဒါမျိုးတွေထွက်ပေါ်လာတာပေါ့အရှင်မသားအဲဂျာလာမမအာဂျုံကိုတို့ဒါကျွန်တော်ညီငယ်လေးဂျုံကိုတို့အစတယောက်ပြီးတယောက်အရှင်မတကယ်ထိုးနိုင်ချိန်နိုင်တဲ့အနုပညာရှင်တွေပေါ့နော်ရက်တည်လာတာပါမိုနိုထာနေရမညတိုင်းစီကစိန်ချစ်သူများအတွက်အထူးတရင်ကောင်းလေးပေးချင်ပါတယ်ရှင် လက်ကီတိုင်းမတ်မြန်မာမှာနိုဝင်ဘာလ20ရက်နေ့မှ24ရက်နေ့ထိမော်လမြိုင်မြို့ Ocean Super Center မှာပြုလုပ်ကျင်းပမယ် Happy New Year 2020မော်လမြိုင်မြို့စိန်တဲကျောက်ထက်ဒူစေယံပွဲတော်ကြီးမှာပြည်သူအချစ်တော်မင်းသာချောင်းဟင်းဝေရံနဲ့မင်းသမီးချောင်း Academy ဆိုပြည်တစင်ငယ်စဉ်တို့မှစုံတွဲလိုက်ပွဲတက်ရောက်ပေးမှာဖြစ်ပြီးနိုင်ငံကျော်ခန္ဓဝင်တေးသက်ရှင်အမှုပညာရှင်များဖြစ်ကြတဲ့ဆိုပိုင်ချက်မြတောင်စီတွန်လွင်ဇွဲပြေတီးရီချိန်မောင်မှညီနန်းနာမေပကြီးတို့မှဖြောပြေပွဲတက်အစီအစဉ်များပါဝင်တော်မှာပဲဖြစ်ပါတယ် င်ဒီပွဲကြီးမှာတော့ဥချော်ရင်မတ်ထဲကရှော့ပြီးအထူးစီးအပြင်လက်ကားစိတ်ထက်ပိုသက်တာတဲ့ဆက်ယုံစိတ်နဲ့ထက်ဆောင်ခန့်စားခွင့်နေနဲ့ဘာပဲဝဝဲ20ရာခိုင်နှုန်းထိအမြင့်ဆုံးထက်ဆောင်ရရှိမဲ့စီစဉ်ပရိုမိုရှင်းကာလအတွင်းဝယ်ယူရင်နှစ်နှစ်ပြည့်ပါက200ရာခိုင်နှုန်း၃နှစ်ပြည့်ပါက300ရာခိုင်နှုန်း၄နှစ်ပြည့်ပါက400ရာခိုင်နှုန်း၅နှစ်ပြည့်ပါက900ရာခိုင်နှုန်းအမြက်ပြန်ပေးမဲ့ထက်ဆောင်အစီအစဉ်စိန်တဲတစ်ခုဝယ်ယူတိုင်း iPhone 17 Pro Max လေးမောရအောင်ပါဝင်ပြည့်စစ်ပစ္စည်းများမြစ်တာလက်ဆောင်ပေးသွားအောင်ပါပါ လုံးဝမရှုံးနဲ့ရှားတက်ပံအလဲအယောင်0%နဲ့နောက်ဆုံးဝယ်ယူခွင့်ရရှိသွားမှာပဲဖြစ်ပါတယ်။ပွဲကိုမလာရောက်နိုင်ကြတဲ့စိန်ချစ်သူတွေအတွက်လည်း live stage ကြီးများနဲ့ရန်ကုန်မန္တလေးရှုံးရုံးကြီးမှာပါထပ်တူခန်းစားခွင့်များပေးထားကြောင်းသတင်းကပါရနေ။ပွဲတော်ကြီးကိုအရောက်လှမ်းခဲ့ဖို့ဖိတ်ခေါ်လိုက်ရပါတယ်။မကြမီတွင်လည်း Lucky Timers မြန်မာစိန်တိုက်ကြီး Grand Mall မြန် Shopping Center ကြီးမှာဖွင့်လှစ်သွားဖို့ရှိခဲ့ကြောင်းလည်းမင်္ဂလာသတင်းကောင်းလေးပါလိုက်ပါတယ်။ ဟုတ်ပါတယ်ကျွန်တော်ကိုယ်တိုင်ကရောအရှင်ဘက်ကိုစိတ်ဝင်စားတဲ့အပြင်အဲကျွန်တော်ငယ်တည်းကကျွန်တော်မိဘတွေကလည်းအဲတိုင်းဆရာတွေပေါ့အဲငယ်ငယ်တည်းကလည်းကျွန်တော်တိုင်းတင်တန်းတွေမှာကျွန်တော်ကလေ့ကျင့်ရတယ်ထူရချိတ်တာလေ့ကျင့်ရတယ်ပြီးတော့ဒီရုပ်ရှင်တွေရောက်တဲ့အခါကျတော့လေဟိုရုပ်ရှင်တွေမှာအပြင်နဲ့လုံးမတူဘူးပေါ့အပြင်ထိုးတဲ့ချိတ်တာမတူတော့အဲပြန်ပြီးတော့ moment တင်ရတယ်အဲတင်တဲ့အချိန်မှာကျွန်တော်ဆရာတွေကကိုစွီအဲကိုစွီတို့ ਨੇ ကျွန်တော်ရုပ်ရှင်မှာအတူတူ လေ့ကျင့်ခန်းတွေပါလေလို့အမျိုးအမျိုးသားကစားရုံမှာကျွန်တော်သွားပြီးလေ့ကျင့်နေတာပါအဲ့ဒါ မျိုးမျိုးသားရေကူကံမှာမျိုးသားရေကူကံမှာအဲ့မှာသွားပြီးလေ့ကျင့်ပြီးတော့နုပညာကိုစက်ကိုထိုးတာချိန်တာတော့ပြန်ပြီးတော့ဟိုတင်တန်းဒီအပြင်နဲ့ရိုးရှင်နေတဲ့ကြောင့်နည်းနည်းလေး break လေးတွေပြန်ကျင့်ရအောင်အဲ့ဒီဘောပါဒီဖိုင်ဒီမင်းသားလောက်တဲ့ချိန်မှာမှတ်မှတ်ရရရှိရလေရတော့ကျွန်တော်ထူရကြိတ်တာနဲ့ပတ်သက်ရင်ပေါ့နော်ထူရကြိတ်တာနဲ့ပတ်သက်အဲ့တုန်းကစနုပညာကိုစပြီးထူရကြိတ်ဆိုတော့ကင်မရာသဘောတွေလည်းကျွန်တော်မသိဘူးဗျအဲတိုင်မင်လည်းမသိတဲ့ခါကျတော့ လူအဲကိုလူကျော်တွေတဲ့ပေါ့သူဆိုကိုကောင်းကျော်ရဲ့ကိုကောင်းကျော်ထိုးရမှာလဲကြပြီးတော့သူကလှည့်ပြီးပြန်ကန်တဲ့ခေတ်မှာကျွန်တော်နထင်တဲ့တွေကိုဝင်သွားပြီးကျွန်တော်ပြန်မူးနောင်နေရအဲ့ဒါလေးတော့ကိုမှတ်မှတ်ရသတိရမယ်ပါတအားမြန်တယ်ပြကိုကောင်းကျော်ကအဲဒီမြေကြီးပေါ်ဝင်နေသူက8 round လှည့်ကန်တဲ့ဟာဘလို့လာမမန်းခံမလို့မရပဲနဲ့ညအဲဒီနထင်တဲ့ကိုတဲ့တဲ့ခွန်းကနေမှာကျွန်တော်မှောက်လဲသွားပြီးကျယ်လေးလာနေပါလေမြင်သွားတယ် ောက်ပိုင်းကိုလည်းအဲ့လိုမျိုးတွေ့တဲ့အခန်းလေးဆိုလို့ရှိရင်ဒါသူ့ရဲ့အဲ့လိုမျိုးကန်ချက်တို့ရှောင်းနိုင်နေပြီလားအဲနောက်ပိုင်းကျတော့တိသွားရည်နောက်ပိုင်းကျတော့တိသွားရည်ဒါအမှတ်တရလေးတွေပါကျွန်တော်လည်းလဲထိုးခြင်းနဲ့ကိုကောင်းကြော်ဆိုလဲအဲကျွန်တော်ခုံတူးတိုက်လိုက်တဲ့ဟာကြော်ဒီနှာခေါင်းတည့်တဲ့ထိသွားနှာခေါင်းအခုချိန်ကြီးကောင်းနေတယ်ဟုတ်ပါတယ်ဒီမင်းသားရေတို့ကလည်းတော့ပြောမယ်ဆိုတော်တော်ကြီးကိုခက်ခဲခဲ့မှာခက်ခဲပါလေခိုင်းမိတာအများကြီးပေါ့ဒဏ်ရာတွေကတော့အများကြီးပါပဲနည်း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 စောင်းလွှင့်ကြရင်တော့နည်းနည်းခန္ဓာကိုယ်ကတော့ကြိုက်ခဲတော့ဒီတော့အသက်ရရလာအဲ့လိုတော့ဖြစ်တာပါ ။ဟိုအရင်ကကျွန်တော်အနုပညာရှင်တွေပေါ့နော်ကျွန်တော်တို့ဟိုကျုပ်ဆောင်တွေပေါ့ဒီမင်းသားချင်းတွေညီကိုတွေကညီကိုလိုခင်ခင်မင်းချစ်ချစ်ခင်ပြောရှင်အခုတချို့နေရာလေးတွေမှာတွေ့ရကြတော့မင်းသားဆိုစတဲကြီးနေတယ်ပေါ့နော်သူအထာကြီးနေတယ်ဒီလိုနောက်ပေါက်ခြေလေးလေးအဲ့ဒါလေးမြင်ရရတော့တိတ်ပြီးတော့ဟိုနောက်ပြီးတော့လုပ်ငန်းပေါ့ဖီဖီချင်းလက်ကွာခြေလေးရင်ကျိမှုတွေပုံစံတွေနေရထိုင်တာတွေပြောတာဆိုတာတွေအဲ့ဒါတွေအများကြီးအများကြီးအများကြီးကြွားသွားတဲ့ခါကျတော့အခုနောက်ပိုင်းလှုပ်လှုပ်ရမယ်ဆိုတော့ဘယ်လိုလှုပ်ရမလဲပေါ့နော် ကိုကပဲသူတို့ဥချပြီးကြော့ပြီးတော့ကျွန်တော်အလုပ်လုပ်မယ်လို့စိတ်ကူးထားပါတယ်။ဒါခက်စားချက်တွေကအခုပြောသလိုဆိုရင်တော်တော်ကြီးတို့စိတ်ထဲမှာဆိုဘူးခံစားခဲ့ရမှာပဲ။ဟုတ်တယ်ကျွန်တော်တို့ကဆိုရင်တော့ဟောဒရိုက်တာတို့ဟလာစံညွေးဆရာအကုန်လုံးမီဒိုးမှန်တို့ကအစားကျွန်တော်တို့ကညီကိုစိတ်တော့ဟိုလေးစားမှုမှုနဲ့မြန်ကာရောတရားထားပြီးတော့ယဉ်ကျေးစွာနဲ့ဆက်ဆံပြောဆိုကြတယ်။အခုနောက်ပိုင်းတော့မပြောတတ်ဘူးပေါ့နော်။ဒါကျွန်တော်ရှိနေရင်တော့မင်းသားတွေက ကင်မရာမန်တွေရောဗီဒီယိုမန်တွေရောအကုန်လုံးမိသားစုလိုညီကောင်မောင်နှမလိုအဲလေးစားသမှုနဲ့အဲမြေတားစိတ်လေးနဲ့ထားပြီးတော့တရားတော့လိုအပ်ရင်တော့တရားတော့ရိုင်းမင်းကူညီတာအဲတရားလိုအပ်တာဒါလေးလွှဲနေဆိုရင်တကယ်ဒါဒီလိုလိုရှိတယ်ဆိုရိုင်းမင်းကူညီတဲ့သူတွေကြီးပဲဗျအမားကိုလည်းကောင်းအောင်ပြန်ပြီးဝိုင်းပြီးတော့မှတယောက်တည်းကောင်းနေရုံနဲ့မရဘူးလေစကားတကားအကုန်လုံးကောင်းမှစကားကောင်းတကားထွက်မှဆိုတော့အဲကြောင့်အကုန်လုံးဝိုင်းဝင်းပြီးကောင်းအောင်လုပ်ပေးတဲ့လူကြီးပဲမခိုးမကပ်ဘူးဗျ ယေရှုတင်ပါတယ်အဲ့လိုအားပေးတဲ့သူတွေရှိပါစေလို့ပဲဆုတောင်းရအောင်ပါနော်အခုတော့ကျွန်တော်နည်းနည်းလေးအလားဟာလေခုနောက်ပိုင်းကျွန်တော်တို့ကြတော့ဟိုအနေထားလေးတွေအမျိုးမျိုးကြောင့်ကျွန်တော်ကဖြောပြေးတင်ဆက်မှုလေးခံတာပေါ့ရောက်သွားကျွန်တော်တရှင်းနယ်လေးမှာတရှင်းစုငှားရင်တော့တရှင်းသွားဆိုတယ်လူပြန်လုံငယ်ရက်တည်နေအဲ့လိုမျိုးလေးရက်တည်ကျန်တာတော့ကျွန်တော်အပြင်စီဝိုင်းလေးလုပ်တာပေါ့နော်ဒါတရှင်းသွားဆိုတော့ဟိုဒါအခုဒါဟိုတခေဖိုင်ပေမင်းသားနေရဲလေးဆိုတာနဲ့ဟိုတော်ရီကိုအားပေးကြမှာပဲတော့ငွေလေးကြတော့သိလားဒေါ်နယ်လေးကတော့ကျွန်တော်တို့တော့ကောင်းကောင်းသိတာပါ အဲ donate တော်တော်များများလဲကျွန်တော်ထိုးတာကြိတ်တာစကားတွေပဲအများဆုံးအားပေးကြည့်တာလေအဲ့ဒီတော့ကျွန်တော်တို့ donate တွေကြတော့ကျွန်တော်တို့ချစ်ပြီးသားပါတော်မှာမဟုတ်ပါဘူးအခုနောက်ပိုင်းမြို့မှာလဲနေရရင်တက်လာလူများမြို့မှာလဲကျွန်တော်ချစ်ကြပါတာအကုန်လုံးမြို့ဆိုတာမြို့ကနေရလူတွေအများစုတက်လာတဲ့နေရာတစ်ခုလေဒီမြို့မှာမွေးဖွားရဆိုမဲ့နေပါတယ်နေရလူတွေအများစုလာပြီးရက်တိနေထိုင်စီဝါလုပ်တဲ့သူတွေများတဲ့အတွက်အခုနောက်ပိုင်းဆိုမြို့ပိုင်းမှာပို့ပြီးအားပေးလာကြပါတယ် ော့စကိုင်းပါကြီးပါပြန်ရိုက်ခို့ပါညာပြောချသေးလားပြောတာဗောကျွန်တော်လည်းရိုက်ချင်တာဗောအခုလက်ရှိအနေထားမှာကျွန်တော် CD2 ရဲ့ channel line နဲ့ကျွန်တော်နဲ့တင့်တော်တဲ့နေရာဗောနော်ခေါ်လို့ဆိုကျွန်တော်ရိုက်ချင်တာဗောအဲတင့်တော်တဲ့နေရာဖြစ်မယ်ဇလန်ကိုလည်းကို criteria နဲ့ကိုအနေထားနဲ့ကိုက်ညီမဲ့နေရာမျိုးဗောနော်အဲလင်းတင်တဲ့ငွေကြီးမျိုးဇက်ယုံမျိုးပြီးရင်ရိုက်မှာအဲလှုပ်ရှားနိုင်ပါသေးတယ်အများကြီးထိုးနိုင်ကျိနိုင်သေးတယ်ငငယ်လေးတွေကျွန်တော်တို့ကကျင့်ခဲ့ရတာဆိုကျွန်တော်စတိုင်းပညာကိုကျင့်လာဆိုရင်၈နှစ်တောင်၉နှစ်တောင်လောက်တည်းကျင့်ခဲ့ရတာ အခုနောက်ပိုင်းတော့ training နည်းနည်းပြန်ပြတ်တော့ပြန်ပြီးတော့ training လေးပြန်မမီးရလောက်လိုက်ရအဲ fighting အတွက်ကို10နှစ်ကျော်ကျွန်တော်ကျင့်ခဲ့တာပါရင်တော့ခစ်ကဘူဒီယိုခစ်ဆိုတာမျိုးကျတော့ဟို nego စလေးနဲ့ရောင်းဆွဆံဟိုဘောနောလောလောရအခုနောက်ပိုင်းကျတော့ခုရှိမှာဘောနောအားလုံးစုပေါင်းပြီးဖြစ်ဖြစ်အရန်ချမ်းသာတဲ့တတိတွေရှိမှာပါအဲသူတို့တွေကဒီအနုပညာအတွက်စိတ်ဝင်စားပြီးတော့ဇာကားတွေကို ပုံဖော်ပေးမယ်ဆိုရင်တော့အဆင်ပြေပါပါ အဲဒီခါလေးကြောက်တချို့နယ်လေးကြောက်လေအဲတောင်းဆိုထားရလေရှိရကိုကအာတန်နာ rock ရှင်းနေကြည့်ပြအာတန်နယ်ဆိုပေမဲ့ဟိုမြန်မာတန်လေးတွေတောင်းဆိုတဲ့ဟာတွေလည်းရှိတယ်အဲပေါ်တရှင်လေးတွေသူတို့ကြိုက်တယ်ဒုတိယတစ်ယောက်နဲ့တစ်ယောက်အကြိုက်ချင်းမတူကြဘူးလေအဲသူတို့ကတချို့နေရာကျတော့အမဲလိုက်ကအမဲလိုက်ကပေါ့တော့အဆိုပြရတာပဲအဲနောက်တချို့နေရာတွေကျတော့လေဗမာတန်လေးတွေဆိုပြီးပါအောင်ဆိုတော့လေဆိုပြရကြက်ထားတာပေါ့ဗျာအခုနောက်ပိုင်းတော့ကျွန်တော်နုဝိညာဏပတ်သက်ရင်ကံလန်းကြက်ကြောင့်ဖြောပြပွဲလေးတွေသွားပါတယ် အဲဒါတော့ဝန်စာယူတော့ဗောနော်ဝန်စာယူတော့ကြောင့်မနေတာတော့လေနုပညာကိုတက်တဲ့နုပညာလေးနဲ့အချို့ contract တွေပွဲလန်းသပင်းတွေငှားရရင်သွားဆိုပြီးတယ်အဲအနုပညာတက်လေအဲ့တိုင်းပါပဲအဲဇာကားလေးရိုက်မယ်ဆိုရင်ကျွန်တော်နဲ့တင့်တော်တဲ့နေရာမျိုးဗောနော်ကျွန်တော်လုံနိုင်ကန်နိုင်ဆိုရင်အများကြီးရှိပါသေးတယ်ထိုးမယ်ချိန်မယ်ဆိုလည်းရပါသေးတယ်ဟိုအနုပညာတော့ဆိုဘယ်နေရာပဲဖြစ်ဖြစ်ဗောဘယ်နေရာပဲဖြစ်ဆိုကျွန်တော်နဲ့တင့်တယ်လို့နေရာဆိုရင်တော့ပိုကောင်းတော့ဗောကျွန်တော်တို့ဟာတာလုတ်ခိုင်းတော့ကျွန်တော်အဆင်မပြေဘူးဗျာ အာဟိုပြောဟိုဒီလိုလေကျွန်တော်မလောက်တတ်ဘူးဗျအဲ့တခုကတော့ဒါသူတို့လည်းသူတို့ပညာပါဒါဒါဟာတာပညာဟာတာပညာတက်တဲ့လူကသူ့ရဲ့အဲရင်းနှင်းဟာကိုပါလာတာဟလားသူတို့ရဲ့အုံနောက်ညာကိုဟိုညာဟာတာဘက်ကိုထူးချွန်တာကောင်းတော့ကျွန်တော်ကြတော့အဲ့လိုမျိုးအားနေတယ်ဗျအားနေတဲ့အတွက်ကျွန်တော်တို့အားတတ်နေဒီ action ထိုးတာချိန်တာရဲ့သဘောကဒီဇလန်တိရုပ်ဆောင်တာဥမာဘာသာရေးနဲ့ပတ်သက်လို့ဟုတ်လားရာဇဝင်ကားလေးတွေဒါမျိုးလေးတွေကိုကျွန်တော်တို့အားတတ်တယ်လူဘဝအခြေခံလေးတွေနဲ့ တဘာဝကြက်ကြက်ဟာမျိုးလေးတွေရိုက်ချင်တာပါအဲလိုကန်လန်းကြက်ရှိရင်လည်းရိုက်ပါပါထိုးမဲ့ကြိတ်ခိုင်းမဲ့ဆိုရင်လည်းရပါသေးတယ်ထိုးမအောင်ချိန်ပါအားလုံးကျေးဇူးတင်ပါတယ်အဲအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးကျမ်းမာခြင်းနဲ့ပြည့်စုံပြီးတော့မနုပညာရင်ဖွင့်တောင်စောင့်ကြည့်ရှိသူအားလုံးကျမ်းမာချမ်းသာပြီးတော့စိတ်ကူးထဲမှာကြံစီသည်များအားလုံးအောင်မြင်ပါစေလို့ကျွန်တော်နေရာလေးကဆုတောင်းပေးပါတယ်